သူတို့ကငါ့ကိုထွက်သွားခွင့်မပေးကြဘူး။နင်းကိုလည်းထွက်သွားခွင့်မပေးဘူး။ ဒါကြောင့်အတူတူပြက်စီးကြရဖို့ထူယောင်ရဲ့အစိပ်ပြေပြင်းစကလုံးကြီးဟာပေတင်ထက်တန်လို့ပြန်လွင့်သွားတဲ့အချိန်မှာကောင်းကင်မြုံနဲ့ရေကန်ကပြုတ်ခွဲသွားပါတယ်ဝင်းကြီးရဲ့အမြောက်များကလည်းအပိုင်းစားတွေအဖြစ်ပြောင်းသွားပြီးအဖက်ဆွန်အားတွေအဖြစ်ပြောင်းလဲကဝေကရက်ထဲကိုဝင်ရောက်သွားပါတယ်မီမတွနိုင်တဲ့အဖက်ဆွန်အားတွေဟာဝေကရက်ထဲကိုဝင်ရောက်ပြီးအန်တင်းစရာပြောင်းလဲမှုကဖြစ်လာပါတယ်ဗီဒီယိုလေးမဆက်ခင် YouTube channel လေးကို like and subscribe လုပ်ခဲ့ပြီးတော့ဆုတင်ပါတယ်ဝေကရက်ကရုတ်တရက်မြင့်တက်လာပြီးလမ်းမရှိတဲ့အရာအနှုန်းကိုဖျက်ဆီးနိုင်တဲ့လေးစင်းနှမောင်းချစ်တစ်ခုအဖြစ်ပြောင်းလဲသွားပါတယ်ပြီးတော့ကောင်းကင်ထဲကိုတက်တက်မတ်ထိုးတက်သွားပါတယ်ထိုးအချိန် ်မှာအကြီးကဲဘွားရဲ့မျက်နှာအမူအရာကလည်းပြောင်းလဲသွားပြီးတလက်ပိုင်းအရွယ်မိမလာလီနဲ့အတောက်ပဆောင်ကောင်းကင်လင်းအောင်ကြီးညက်ချင်းခိုင်းရဲ့သူတို့စင်လို့ယူဆတဲ့အမျိုးသမီးကိုခေါ်ကထပ်ပြီးသွားပါတယ်အလုံးစုံမြင်ရှိသူနဲ့အဖွဲရလည်းအတူတူပါပဲထိုးအချိန်မှာလူတိုင်းကငှက်တွေလိုပြန်ကျဲသွားပါတယ်လီစင်နမောင်းကြီးကလည်းထိုးတက်သွားပြီးထိုးနေရလီဟန်နဲ့ကိုပြုတ်ကွဲစေပါတယ်ပြုတ်ကွဲသွားတာထိုးနေရလီဟန်နဲ့တွေမကပဲပြန်ချင်းနေတဲ့နဆိုးတွေကစိတ်ခတ်ထားတဲ့လှန်ကူရဲ့အစွန်အပါပြုတ်ကွဲသွားပါတယ်လီစင်နမောင်းကြီးကချက်ချင်းပဲထိုးတက်သွားပါတယ်အဆုံးမရှိတဲ့ဝမ်းနဲ့ချိတ်ကွဲတဲ့နေရာပစ်တင်ထန်းနေတဲ့အချိန်မှာအောက်ကနေတစုံတစ်ခုကထွက် လာပါတယ်ထိုအရာအနေအောင်တွေးနေနေပြီးနေတယ်ပေတရာအခြေရှိတဲ့အနေအောင်ရေကန်တစ်ခုဖြစ်ပြီးထူးဆန်းတဲ့ဆွမ်းရင်တစ်မျိုးကိုထွက်လွတ်နေပါတယ်ထူးဆန်းတာဟာထိုထူးဆန်းတဲ့ဆွမ်းရင်ကကောင်းကင်ဝဉဉ်ဆွမ်းရင်ဖြစ်နေရပါကောင်းကင်မြုံနဲ့ရေကန်ပါပဲအနေအောင်ရေကန်ရဲ့ပလက်မှာကြောင်မောက်ဖွေရာတာအေးတွေရဲ့နာကျင်မှုဝေဒနာခံစားနေရတဲ့မျက်နှာတွေကိုထွန်းထုတ်လာကြပါတယ်ထိုအရာပေါ်လာတဲ့အချိန်မှာကြောင်မောက်ဖွေရာအချိန်မှာတစ်ခုကထွက်လာပါတယ် ောင်းကင်ဝိညာဉ်ကောင်းကင်ဘုံနယ်ပယ်မှာကောင်းကင်ဟာပြောင်းလဲလာရင်အရင်ကနဆိုးဝိညာဉ်နယ်မြေတခြားမူတိုးတန်နေရာပဲတင်ထန်းနေပါလေနဆိုးဝိညာဉ်နယ်မြေရဲ့အပြင်ဘက်လေဟာနေမှာလေကောင်းကင်ပြောင်းလဲမှုတစ်ခုဟာဖြစ်ပေါ်လာပါလေအရှိနဆိုးဝိညာဉ်ပင်လယ်ကဝဲကဲထဲမှာယူတုဆောင်နယ်လေပတ်လာပြီးမူလဆွေင်းကိုဆုပ်ယူလာပါလေဝဲကဲကယူတုသူလိုပြင်ကားလာပြီးအနာအဖြစ်သွားတဲ့ကျင်းသူအချို့ကအထဲမှာပြိမှုသွားပါလေသူတို့ရဲ့ခန္ဓာကိုယ်တွေကချက်ချင်းပဲပြိုကွဲပြီးမူလဝိညာဉ်ကတော့လွတ်မြောက်နိုင်ခြင်းမရှိပါဘူးထိုကြောင့်မဖွေရပြောင်းလဲမှုကလူအများကြီးရဲ့အာယုံကိုချက်ချင်းပဲဆွဲဆောင်သွားပါလေထို့ ိတ်မှလူတိုင်းကတေချာမမြင်ရသေးခင်မှာပဲကောင်းကင်မြို့နယ်ရေကန်မှာအကွဲကြောင်တစ်ခုကရုတ်တရက်ပေါ်လာပါတယ် ကြခင်မှာပဲအကွဲတက်နေရစရိုက်ကိုထလှပြီးအကွဲကြောင်းနေရပုံများလာပါတယ်။နမဲကြီးကောင်းကင်မြုံနဲ့ရေကန်ကရုတ်တရက်ပြုတ်ခွဲပြီးအထက်ရဝဉ္ညအလုံးကလည်းပြုတ်ခွဲသွားပါတယ်။မတွေးနိုင်လောင်းအောင်ဖြက်စီးနိုင်တဲ့အစွမ်းကရီတွန်းဆွာနဲ့ပြန်ကျဲသွားပါတယ်။ချင်းလင်းရဲ့ကူပွားကလည်းမရှောင်တိမ်ပါဘူး။ကောင်းကင်မြုံနဲ့ရေကန်ကနေအဖြက်ဆွာအချိန်မှာရောက်လာတဲ့အချိန်မှာမျိုးလုံးလေးကိုမှိတ်ပြီးလိုင်ကူထဲမှာပြောက်ကွက်သွားတဲ့အလင်းစက်တစ်ခုအဖြစ်ပြောင်းလဲသွားပါတယ်။ရုတ်တရက်ဖြစ်လာတဲ့လိုင်းနေရပြန့်နှံ့သွားတဲ့အခါထိုနေရတစ်ခုလုံးမှာစူညံတန်နေရပြင်းထန်သွားပါတယ်။ထိုလိုင်းကအရန်အောင်မှပြင်းထန်လုံလာကြောင်းပြန်ကျဲနှဆူဝါချထားတဲ့ဒစိမ့်တွေကို က်စီးလိုက်ပြီးလှိုင်ကူရဲ့အဆင့်မှန်ပုံစံကိုပြသလိုက်ပါတယ်ဝင်လင်းပောက်ဝင်လူတိုင်းကထိုပင်ထန်တဲ့လှိုင်ကြောင့်နေရာအမျိုးမျိုးကိုလွဆင့်သွားပါတယ်လူတိုင်းကကောင်းကင်မြုံနဲ့ရေကန်ရဲ့ပြုတ်ကွဲမှုကြောင့်ဖြစ်ပေါ်လာတဲ့အစွမ်းကြောင့်ပြင်ကျဲသွားကြပါတယ်အကြီးကဲဘွားရဲ့မျက်နှာတော့ဖြစ်ပြော့သွားပြီးဒဏ်ရာသွားပါတယ်ပြင်ထန်တဲ့လှိုင်ကြောင့်လွဆင့်သွားတာကြောင့်တလက်ပိုင်အရွယ်မိမလာနဲ့မိန်ကလေးတွေကတော့ဂူးမဆိုင်နိုင်တော့ပါဘူးလှိုင်ကူတွေကကန့်တဲ့ချက်တစ်ခုနဲ့တိုက်မိပြီးပြက်ကွက်သွားပါတယ်မိန်မလာလီနဲ့ပန်းရုံဝေအမျိုးသမီးအတွက်တော့သူတို့ကလည်းပြင်ကျဲသွားပါတယ်ကန့်တဲ့ချက်အမျိုးနဲ့ထိမိပြီးပြက်ကွက်သွားပါတယ်အလုံးစုံမရှိသူကဆက်ပြီးဆုတ်ခွာသွား ားပြီးမျက်လုံးလေးမှာထူးဆန်းတဲ့အလင်းညားဖြတ်ထွက်နေပါတယ်။သူ့ရဲ့ခြေထောက်ကထူးဆန်းစွာနဲ့ယူလျားပြီးအဝေးကနန်းဆောင်တစ်ခုလုံးကကန့်သက်ချက်တွေကိုဝင်ရောက်ကပြက်ကွက်သွားပါတယ်။လူတိုင်းဒီပါဆုတ်ခွရင်ပြက်ကွက်သွားကြပါတယ်။ဝင်လင်းရဲ့ခန္ဓာကိုယ်ကတုံ့ဝင်နေပါတယ်။ထိုလိုင်းရဲ့အချိန်အောက်မှာသူ့ရဲ့အယူအလုံးဒီပါချိုးပဲ့သွားတော့မယ်လို့ခံစားရပါတယ်။ခန္ဓာကိုယ်မှာနာကျင်မှုကိုခံစားရပြီးသွေးများထွက်လာပါတယ်။ပြီးတော့ပန်းနေနာမြေပြင်ပေါ်မှာလဲကျသွားပြီးကန့်သက်ချက်တစ်ခုနဲ့ထိမိသွားပါတယ်။အလင်းနှံတစ်ခုကလည်းဖြတ်ထွက်လာပြီးသူ့ရဲ့ပုံရင်ကတဖြည်းဖြည်းနဲ့ပြက်ကွက်သွားပါတယ်။တို့ရတဲ့သူ့ရဲ့ခန္ဓာကိုယ်ကပြက်ကွက်သွားတော့မယ့်အချိန်မှာ ဝဲကြီးရဲ့ထရေအလင်းတန်းတစ်ခုကသူ့စီကိုအမြန်ဆန်နဲ့ဥတီလာပါတယ်လမ်းတစ်လျှောက်မှာအလင်းတန်းကသူ့ရဲ့လမ်းကြောင်းကိုပိတ်ဆို့ထားတဲ့ကန်သက်ချအားလုံးကိုဖြုတ်ခွင်းပြီးဝင်လင်းစီကိုတက်တဲ့ဥတီလာပါတယ်ချက်ချင်းပဲဝင်လင်းရဲ့နားကိုရောက်လာပြီးဝင်လင်းကအန်းတင့်နေတဲ့အချိန်မှာသူ့ရဲ့တူလွန်အိထဲကိုထုတ်ဖို့ဝင်ရောက်သွားပါတယ်ခမ်းမဆောင်နေရလှုပ်ဝဲဆန်းကျတဲ့လူကပေးခဲ့တဲ့အဝိုင်အောင်တလင်းကြောက်စီကိုတက်တဲ့ဥတီသွားပါတယ်ချင်းလင်းရဲ့ကိုပွား ထိုးရဝင်လင်းကပြောက်ွက်မသွားခင်သူ့ရဲ့စိတ်ထဲမှာပေါ်လာတဲ့နောက်ဆုံးအတွေ့အကြုံထိုးဝင်လင်းတန်းထဲမှာချင်းလင်းရဲ့ကိုပေါ့ကိုသူကရှင်းလင်းလင်းမြင်လိုက်ရပါတယ်။ကောင်းကင်မြုံနဲ့ရေကန်ရဲ့ပြုတ်ကဲမှုကြောင့်ကောင်းကင်ဧကရေးဆိုင်ကူကပြင်းပြင်းထန်ထန်တုန်ခါသွားပါတယ်။လူတိုင်းကလည်းပြင်ကျဲသွားပြီးကန့်သက်ချက်အမျိုးကိုထိမိကနေရာအမျိုးကိုတင်းနေရရှပြောင်းသွားပါတယ်။ကောင်းကင်ကစီမံထားသလိုပဲနဆိုးဆွင်းနေရာဝင်းရဲ့နေပြီးအမာယိုးတွေနဲ့ဖုံးလန်းနေတဲ့အမျိုးသမီးကတုံလို့ချောက်ချောက်မှုအပြီးဝင်လင်းရဲ့အနာကိုကြောက်လာပါတယ်။ပန်းပင်းနေပေါ်ကိုလဲကြပြီးကန့်သက်ချက်တစ်ခုကိုကမ်းမိသွားပါတယ်။ ပြီးတော့ဝလင်းကရောက်သွားတဲ့နေရာကိုပဲတိနေရာရှေ့ပြောင်းသွားပါတယ်အချိန်တော်ကြာပြီးရဲ့နောက်လိုင်းနေရာပြက်ကွက်သွားပြီးထိုနေရာတစ်ခုလုံးကပျက်စီးဝင်သွားကအစ်ဆရဲအချိန်ဝါတွေကိုထွက်လွတ်နေတဲ့ဂျိုက်ကြီးတစ်ခုကသာကြံတော့ပါတယ်ကောင်းကင်မြုံနဲ့ရေကန်ရဲ့အစိပ်ပိုင်းအမြောက်များကလည်းကွဲသွားပြီးကန်တချက်မျိုးထဲမှာပြက်ကွက်သွားပါတယ်ထိုနေရာကလုံအောင်ကိုတိတ်ဆိတ်မြင်တတ်နေပြီးမတိနိုင်တဲ့အချိန်တော်ကြာပြီးရဲ့နောက်လူတစ်ယောက်ကဂျိုက်ကြီးထဲကနေရုန်းကန်ပြီးတော့တောတောထွက်လာပါတယ်သူ့ရဲ့ခေါင်းကအရန်ဦးမှကြည့်ပြီးခန္ဓာကိုယ်ကတင်းခဲ့ပါတယ်မျက်လုံးလေးမှလည်းကြောင်းမှုတွေကပြင်းထန်နေပါတယ်သူ့ရဲ့နောက်မှာတော့ချန်ကြီးကိုတုံးရောက်နဲ့အထဲကို ုပ်ယူခံလိုက်ရတဲ့အခြားလူတွေရှိပါတယ်။ခန္ဓာကိုယ်ပြုတ်ကွဲသွားတဲ့အမျိုးသမီးတစ်ပည့်တစ်ယောက်ကကျေတစိမ့်ပါဖြံကိုဆုံးရှုံးလိုက်ရတဲ့အကြီးကဲဆုံးပါလွယ်လို့ကျန်တဲ့လူအလုံးကတောတောထွက်လာကြပါတယ်။သူတို့ရဲ့ပုံဝင်ခြင်းကိုကြည့်ရင်တေတစိမ့်နဲ့စဉ်းစားနေကြပြီးကြောင်းမှုတွေကသူတို့ရဲ့နှလုံးသားထဲမှာဆွဲကပ်နေပါတယ်။ဘသူကမှကျေတစိမ့်ပါဖြံပြန်သွားတော့မမြင်လိုက်ကြပါဘူး။ဘာလို့လဲဆိုတော့အရဲဥမမြန်လုံးပါတယ်။လူတိုင်းကလည်းနောက်ဆက်တွဲအဖြစ်ဖြစ်တွေကနေပြန်လည်ကောင်းမှုဖို့အတွက်ကြိုးစားနေတော့မှပဲ။ကျေတစိမ့်ပါဖြံဂျိုက်ကြီးရဲ့နေထိုင်ခွင့်နေရာစီကိုတက်တက်ဥတီသွားပါတယ်။ သူ့ရဲ့မျက်လုံးတွေကငြိမ်ထမျက်မှုများနဲ့ပြင်းထန်နေပါတယ်ထိုချိုက်ကြီးရဲ့အနေဆိုင်ဆုံးနေရာမှာသူ့ကိုယူသွသွားစေမယ့်အချိန်ဝါတစ်ခုကိုသူကရှင်းလင်းလင်းခံစားမိပါတယ် ကြီးမားလာတဲ့လေဟာနယ်ထဲမှာတောက်ပါတဲ့လေဟာနယ်ဟင်းလင်းပြင်းနေနဲ့မီးမတွန်းနိုင်တဲ့ဥက္ကခဲတဲ့အပြင်အစုံမဲ့ဖုံမိုးတွေဟာရှိနေပါတယ်ဖုံတမုတ်ချင်းစီဟာအရန်ဥမတင်းခဲ့နေပါတယ်ကျဉ်းန်းသူတွေရဲ့ဝိညာဉ်အယုံနဲ့အချို့ကိုမြင်နိုင်ပေမဲ့အများစုကတော့ကျဉ်းန်းသူတွေကမမြင်နိုင်ကြပါဘူးစစ်ကြောက်ရာရဲ့တရုတ်တနေရာမှာနိဗ္ဗာန်ဖြစ်စည်းသူတွေနောက်ဝိညာဉ်အယုံနဲ့မမြင်နိုင်လောက်တင်းခဲ့တဲ့ဖုံမိုးတွေဟာရှိပါတယ်ထို့ဖုံမိုးတွေဟာအရန်ဥမတင်းခဲ့ပေမဲ့သူတို့ထဲမှာအခြားကပ္ပတွေဟာရှိနေပါတယ် ်ဆိုးဝိညာဉ်ပြီးအရင်ကကောင်းကင်ဝိညာဉ်ဘုံနဲ့ကောင်းကင်ဧကရေချင်းလင်းရဲ့ဂူရီယာထိုးနေရမှာပါမတိုင်တနိုင်တဲ့အကွာအဝေးမှရှိတဲ့အရှိနဆိုးဝိညာဉ်ပင်လယ်ကလွယ်လို့ထိုးနေရအောင်ဝင်လို့မရတဲ့အခြားဝင်ဘဝမရှိပါဘူးဖုံမှုထဲမှာကောင်းကင်ဧကရေရဲ့ဂူအလဲဘုံမှာခန်းထားတဲ့နန်းတော်တစ်ခုပါရှိပါတယ်ထိုးခန်းထားတဲ့နန်းတော်ဟာခဲရင်ရောင်တစ်ခုလုံးဖြစ်ပြီးခန်းထားတဲ့အရှိန်ကိုထွက်လွှတ်နေပါတယ် ဘေးဘင်းပေါ်မှာဖျောင်းနိုင်69တန်းကိုလည်းဖက်စီးထားပါတယ်ယခုချိန်မှာဖျောင်းနိုင်64တန်းအားငိမ့်သွားပါပြီခမ်းမဆောင်ထဲမှာဘယ်သူကမှမရှိပါဘူးမြေပြင်ပေါ်မှာလည်းပြာရီရသာရှိပါတယ်ကျန်နေတဲ့ဖျောင်းနိုင်35တန်းကတော့မိတ်တုတ်မိတ်တုတ်လင်းနေပြီသူတို့ရဲ့အလင်းရောင်တွေကခမ်းမဆောင်ထဲမှာပြန်ကျင်းနေပါတယ်ခမ်းမဆောင်ကတမောက်ဖွဲရအငွေတောက်ကိုလည်းပေးဆွမ်းနေပါတယ်ထိုးချိန်မှာလေးတစ်ချက်ကခမ်းမဆောင်အပြင်ကနေဝင်ရောက်လာပြီးတိုက်ခိုက်သွားသလိုပဲမိရပြင်းထန်စွာနဲ့လှုပ်ခတ်သွားပါတယ်ကျန်တဲ့ဖျောင်းတိုင်35တန်းထဲက23တန်းကမိမငယ်အောင်လို့ရုံးကနေရပါတယ်ဒိုးရရင်လေရအရန်ဥမအေးပါတယ်လေတိုက်လာတဲ့အခါ ါလီတွေမှာမီမတနိုင်နေစင်းမင်းကြောင်တွေကမိတ်တုံမိတ်တုံလင်းလာပါတယ်နောက်ဆုံးမှတော့ဖျောင်းနိုင်23တိုင်ကတနိုင်ပြီးတနိုင်ငင်းသွားပါတယ်ဖျောင်းနိုင်နေရငင်းသွားတဲ့အခါခမ်းမဆောင်ကပို့ပြီးတော့မှောင်မိုက်လာပါတယ် ဖျောင်းနိုင်နေရာနဲ့ထွက်လာတဲ့မိခိုးတွေဟာတိတ်တဆိတ်နဲ့ရင်မောနေတဲ့နဆိုးရိပ်တစ်ခုလိုဖြစ်လာပါတယ်။မိခိုးတွေဟာပြက်ကွက်သွားပြီမဲ့ဖျောင်းနိုင်23နိုင်ဟာငိမ့်သွားတဲ့အချိန်မှာအပေါ်ကခမ်းမဆောင်နဲ့တပုံနဲ့ဖြစ်နေတဲ့ခမ်းမဆောင်တစ်ခုတည်းဟာကြီးမားတဲ့ပလင်ပေါ်မှာထိုင်နေတဲ့လူတယောက်ကပြင်းထန်စွာနဲ့တွန်းလှုပ်သွားပြီးမဲနဲ့နေတဲ့သွေးများကိုချောင်းဆိုးလိုက်ပါတယ်။သူ့ရဲ့ခန္ဓာအပေါက်တွေကနေသွေးများကလည်းထွက်လာပါတယ်။ထိုးရရန်အောင်မှထိတ်လန့်စရာပါ။ ထိုနေရာအပေါ်ကခမ်းမဆောင်တဲ့တပုံတည်းပါပဲဒိုးဝရင်ထိုနေရာမှာဖျောင်းလိုက်နေရမှရှိပါဘူးထိုစားကြီးမားတဲ့ပလင်တလုံးကသာရှိပါတယ်မင်းနဲ့နေတဲ့မြူတွေဖုံးအုပ်ထားတဲ့လူကတုံးအုပ်သွားပြီးမျက်လုံးလေးကိုဖင်လိုက်ပါတယ်သူ့ရဲ့မျက်လုံးလေးကမှုဝါနေပါတယ်ဝက်လင်းကသာဒီနေရာကိုမြင်သူ့ရဲ့တင်မင်းလုံးကလမ်းညွန်ကပြောင်းလဲပြီးရဲ့နောက်ပြသခဲ့တဲ့နေရာလိုမှတ်မိပါလိမ့်မယ်ထိုလှုပ်ဝက်ဆန်းကျတဲ့လူကဝါယောင်ဖန်တလင်းကျောက်ကိုလက်ဆောင်ပေးခဲ့တဲ့လူပါဖျောင်းတိုင်23တိုင်ဟာငိမ့်သွားပြီးစနစ်တိုင်ပဲကျန်တော့တယ်ချိုရောင်းမင်းရတည်ရင်တော့ငါ့ကိုဒီလောက်ထိနာကျင်အောင်လုံမရမှာလား ်ငါမင်းကိုဒီလောက်ထိမုံရောက်အောင်လို့လုံမိခဲ့တာလားထိုလူရဲ့မျက်နှာမှာခါသိမ်းမှုတွေဟာအရန်ဥမနှဆိုင်နေပါတယ်မင်းရဲ့တတူမျိုးနဲ့ဆိုတာအပြင်ဘက်ကဘာကနေရောက်လာတော့မင်းရဲ့မျိုးနဲ့ဆိုတာငါတို့နဲ့မဟာမိတ်ဖက်ချင်းခဲ့တယ်မင်းရဲ့မျိုးနဲ့ဝင်နေထိုင်မှုအတွက်ငါနေမီတစ်ခုကိုဖွင့်ပေးခဲ့တယ်ဒါပေမဲ့မင်းရဲ့မျိုးနဲ့ဟာရောက်လာပြီးရင်တော့ကောင်းလေးပုံသားတွေအများကြီးအပျောက်ဆုံးသွားတယ်။လက္ခဏာမျိုးကမင်းရဲ့တတူမျိုးနဲ့ဆိုတာကောင်းလေးပုံသားတွေရဲ့ပျောက်ဆုံးမှုအတွက်တောင်းဝင်ရှိတာကိုထောက်ပြနေတယ်။ငါအစားတော့မယုံခဲ့ဘူး။ ဒါပေမဲ့တတူးမျိုးနဲ့စုရဲ့နေမျိုးငါသွားတဲ့အခါမင်းရဲ့မျိုးနဲ့စုဟာကောင်းကင်ဘုံသားရဲ့ဝိညာဉ်ကိုယူပြီးမင်းရဲ့မျိုးနဲ့စုရဲ့တန်းစင်တဲ့တတူးကိုအသက်သွင်းလာတာကိုငါမြင်ခဲ့တယ်။မင်းတို့အားလုံးကဒီလိုလှုပ်ဆောင်နေတာကိုငါဘယ်လိုလုပ်ပြီးတော့စိတ်မဖြစ်ပဲနေရမှာလဲ။ငါချင်းလင်ရဘယ်လိုလုပ်ပြီးတော့ဒေါသမထွက်ပဲနေရမှာလဲ။အရာရိယာတာမဖြစ်ခဲ့ဘူးဆိုရင်ငါကောင်းကင်ဧကရေဖြစ်လာပြီးရနောက်ပိုင်းမှာဒီအဆိုးရွားဆုံးစစ်ပွဲဟာဖြစ်လာနိုင်ပါမလား။အရာရိယာတာမဖြစ်ခဲ့ဘူးဆိုရင်ကောင်းကင်ဘုံနယ်ပယ်ကအသက်ဝိညာဉ်တွေဟာဘယ်လိုတော့အယောင်ကိုဆုံးရှုံးသွားပြီး ကောင်းလေးဘုံနယ်ပယ်ဦးတော့ပြုတ်ကွဲစေတဲ့ဘေးဒုက္ခအောင်တော့ခုခတ်နိုင်စွမ်းမရှိတော့မှလေဒါအပြင်ကောင်းလေးဘုံနယ်ပယ်ပြုတ်ကွဲမှုကမင်းရဲ့အစီအစဉ်တွေထဲရတစ်ခုပဲတတူးမျိုးနဲ့ဆိုရယ်တန်ရှင်းတဲ့ဘိုးဘေးရောကိုဘွားအရေးတစ်ခုပဲမင်းရဲ့အစ်မမျက်နာအပြင်ဘက်ကဘာအမျက်မျက်ဆုံးတော့တမီးတော့မင်းရဒီိုလာတဲ့ယူရချက်ကအစာမင်းပြောခဲ့တယ်လို့မဟုတ်ဘူးတစိ့ခတ်ထားတဲ့နေမီရအင်အားစုအားလုံးကိုဖျက်ဆီးဖို့ထိုလူရဲ့မျက်နာပို့ပြီးတော့ခါတိလာပါတယ်သူရဲ့မျက်လုံးတွေကမှုံဝါလာပြီးအတိတ်ကိုပြန်အောင်မင်းနေတဲ့အရင်ရောက်တစ်ခုကရှိနေပါတယ် ်မင်းရငါရဲ့ကောင်းကင်ခုကိုလို့တော်ဖြစ်လာပြီပန်းခရီကိုပန်းဝဉဉဖြစ်အောင်လို့အတင်းလုပ်ခဲ့တယ်အဲ့ဒါကြောင့်သူမပန်းပွင့်ကောင်းကင်ဘုံသားအဖြစ်ပဲရှိနိုင်တော်တယ်အချောင်းကသူမမင်းကြောင့်ရှာဖွေတွေ့ရှိခဲ့လို့ငါကိုယ်တိုင်ကလည်းတန်တရားဝင်လာပြီးနောက်ဒါကိုမြင့်မြင့်တွေ့ခဲ့တယ်မင်းရရှုံနေခဲ့တယ်ဒါပေမဲ့မင်းရနှောင်သားရရမယ်အစားမင်းရငါ့ကိုမင်းနဲ့အတူအပြင်ဘက်ကွာကိုလိုက်ခဲ့ပြီးမင်းရဲ့ဖခင်ရဲ့အမျက်မျက်ဆုံးသောတပည့်ဖြစ်စေခြင်းခဲ့တယ် ငါကောင်းကင်ဘုံနေမီရဲ့ဂုံတိတ်ခရှိတဲ့ဧကရေအုပ်ဆိုးရှင်နဲ့တစိမ့်ခတာတဲ့နေမီရဲ့ပိုင်ရှင်တူငါဘလို့လို့ပြီးတော့ကိုယ့်ရဲ့အိမ်ကိုတစ္ဆာဖောင်းနိုင်ပါလေမင်းရဲ့မျက်လုံးတွေမှာမူလားအနှစ်စွန်းကြီးကပါဝင်နေဒါပေမဲ့မင်းကငါနဲ့အတူရှိတဲ့အချိန်ကိုအတုံးချပြီးအဲ့ဒါကိုအသက်သွင်းခဲ့တာကြောက်ပင်အဲ့ဒီမူလားအနှစ်စွန်းကြီးကမင်းရဲ့ဖခင်ကတစိမ့်ခတာတဲ့နေမီကိုဖျက်ဆီးဖို့အတွက်ထည့်သွင်းပေးထားတဲ့မျိုးစေ့ပင်အဲ့ဒါကဒါပြန့်နေသွားရင်တစိမ့်ခတ်နေမီကလူတိုင်းကမင်းမတွေ့နိုင်တဲ့တမန်လူတွေရပါဖျက်ဆီးခံရမှာ ဒါဒီအလုံးကမင်းတို့ကရှာဖွေနေတဲ့ကောင်းကြီးတကောင်ကိုရှာအားလွင်အောင်တစိုက်ခတ်ထားတဲ့နေမျိုးကိုအပျက်စီးတစ်ခုဖြစ်အောင်လုပ်ဖို့ပဲငါမင်းရဲ့မျိုးလုံးလေးကိုထုတ်ယူခဲ့တယ်ဒါပေမဲ့မင်းခံစားခဲ့ရတဲ့ဝေဒနာကငါခံစားခဲ့ရတဲ့ဝေဒနာရဲ့တပေါင်းပုံတပုံတော့ရှိပါမလားအဲ့တုန်းကတော့ငါမင်းကိုတတ်ဖို့အတွက်မခံစားနိုင်ခဲ့ဘူးဒါကြောင့်မင်းကိုကောင်းကြီးမြုံနဲ့ရေကန်ထဲမှာတစိုက်ခတ်လိုက်တယ်အခြားလူတွေကတော့မင်းကတည်ဆုံးသွားပြီလို့ငါကပြောခဲ့တယ်ငါရဲ့ရင်ထဲကဝေဒနာကိုမင်းကသိခဲ့လားချူရောမင်းကငါ့ကိုမုန်တီးပိုင်ခွင့်ဘာရှိလို့လဲ ဒီနေ့တော့မင်းကငါဆွဲဆောင်ခေါ်လာတဲ့လူတွေကိုရှုပ်ထင်းအောင်လုပ်ဖို့အတွက်မင်းရဲ့ကိုဘွားအရေးကိုဖျက်ဆီးဖို့အတွက်တွန်းဆုံမနေခဲ့ဘူးမင်းရဲ့ကိုဘွားပျက်စီးမှုကိုအတုံးချပြီးငါရဲ့အသက်ဖျောင်းတိုင်23တိုင်ကိုနှိမ့်သက်ခဲ့တယ်ထို့လူရဲ့မျက်နှာမှာဝေဒနာတွေကပြင်းထန်နေပြီးမင်းနဲ့နေတဲ့အမွှေးတွေကသူ့ရဲ့မျက်နှာကိုဝင်းရနေပါတယ်မင်းနဲ့နေတဲ့အမွှေးတွေကသူ့ကိုမြှောက်ထားမဲ့ပုံပေါ်ပေမဲ့နှဆိုးရိပ်တစ်ခုအဖြစ်ပြောင်းလဲသွားပါတယ် မင်းအားငါ့ကိုမုံတိပိုင်ခွင့်မရှိဘူး။မင်းရဲ့တတူးမျိုးနဲ့စုရဲ့အကျွင်းကျန်နေရာတစိမ့်ခတ်ထားတဲ့နေမီအတွက်အန္တရာယ်ပဲ။ဒါကြောင့်ငါ့ဘလို့လို့သူတို့ကိုထားခဲ့ပြီးငါရဲ့တစိမ့်ခတ်နေမီရဲ့အနာဂတ်မျိုးဆက်တွေအတွက်အဆုံးမဲ့ဒုက္ခတွေကိုထားခဲ့နိုင်ပါလေ။သူတို့ကရှိနေနိုင်တယ်။ဒါပေမဲ့ကောင်းကင်ဘုံအသားတွေရဲ့ထော်ရကျုံအဖြစ်ပဲ အပြင်ဘက်ကပါပြင်းထန်တဲ့တက်ဖက်ချင်းစိတ်ကိုဘရောမမမိအောင်လို့သတိပေးတဲ့အနေနဲ့ငါတို့အသက်ရှင်လျက်ထားခဲ့ရင်ထိုလူရဲ့မျက်နှာပတ်လျက်ရာမင်းနဲ့နေတဲ့အငွှေ့တွေကပို့ပြီးတော့ပြင်းထန်လာပါတယ်ဖောက်ထထုံးမဲ့ပုံနဲ့ထိုလူရဲ့မျက်ခုံးကြားမှာအဆူဝေးလာပါတယ်ဒိုးဝါရင် ဖောက်ထထုံးမဲ့အချိန်မှာအလင်းစက်စက်နဲ့စက်ပေါ်လာပြီးမင်းနဲ့နေတဲ့မြခိုးတွေကိုတားဆီးလိုက်ပါတယ်ငါမှအချိန်လုံလောက်ကိုကြံသေးရဲ့လား ထိုလူကတပင်းဝင်ချပြီးမျိုးလုံးကိုဖိဖိချင်းမှိတ်လိုက်ပါတယ်ထိုးချိန်မှာဝင်လင်းရဲ့မျိုးလုံးတွေကရှေ့ကိုကြည့်ပြီးပြင်းထန်နေပါတယ်သူကအစုံမဲ့တမုတ်တရာတစ်ခုထဲမှာရှိနေပြီးသူ့ရဲ့ရှေ့မှာလှိုင်းလုံးတွေကသာရှိနေပါတယ်သူကတမုတ်တရာရဲ့မျက်နှာပြင်ပေါ်မှာရက်နေပြီးစဉ်းစားနေပါတယ်ပန်းနေထဲကကန်သက်ချက်ကိုသူကအစာပြိုလိုက်ပြီးရတော့ထိုးနေရောတင်းနေရရှေ့ပြောင်းခံလိုက်ရပါတယ်သူကပထမဆုံးမြင်လိုက်ရတာထိုးအပြောင်းတမုတ်တရာပါငါကဒီကိုတင်းနေရရှေ့ပြောင်းခံရတဲ့အချိန်မှာငါနဲ့မိုးဝီးတဲ့ပန်းနေထဲကိုချသွားတဲ့အခြားလူတယောက်ကိုငါမှုံဝမြင်လိုက်ရတယ် အဲ့ဒါနဆိုးဆွဲအင်းနေဖုံးထားတဲ့လူပဲငါသူ့စီကနေရင်းနှီးတဲ့ခန်းစားချက်ကိုရနေတယ် စင်းစားနေရင်ဝင်လင်းရဲ့မျက်နှာရုတ်တရက်ပြောင်းလဲသွားပြီးရုတ်တရက်ခေါင်းကိုမောလိုက်ပါတယ်ဝေးတဲ့နေရာမှာနေရံတစ်ခုလိုဖြစ်နေတဲ့ဒေါသထွက်နေတဲ့လှိုင်းလုံးကြီးတစ်ခုကိုသူကမြင်လိုက်ရပါတယ်အပြောင်သမုတ်တရက်ပေါ်မှာလှိုင်းလုံးကြီးတွေဟာပြင်းထန်စွာနဲ့တိုက်ခတ်နေတဲ့အချိန်မှာလှိုင်းလွှာတွေကပေါင်းဆက်ပြီးကြီးမားတဲ့လှိုင်းလုံးတစ်ခုကဖြစ်ပေါ်လာပါတယ်အဝေးရနေကြီးမဲ့ဆိုရင်အပြောင်မင်းချောင်းကဝင်လင်းစီကိုဖြည်းဖြည်းချင်းပြန်လာသလိုပါပဲနီကက်မလာခင်မှာလှိုင်းလုံးကြီးရဲ့တုံကျုံစုံညံတန်တွေကိုကြားရပါတယ်နားတွေဥသွားလောင်းကိုကျဲလောင်ပြီးကိုယ့်ကိုယ်အရန်အောင်မှာတင်းခဲ့သလိုခံစားရစီပါတယ်ဝင်လင်းရဲ့မျက်လုံးတွေဟာသူ့ရှိကလှိုင်းလုံးကြီးကိုအစိုက်ကြည့်ရင်တိကျလာပါတယ် သူ့ရဲ့ခြေထောက်ကသမုတ်တရာပေါ်မှာခြေချမိပြီးချက်ချင်းပဲဆုတ်ခေါက်သွားပါတယ်။လှိုင်းလုံးဝါးနေဝေးတဲ့နေရာကိုယူလျာနေရင်သူ့ရဲ့စိတ်ထဲမှာတွေးနေပါတယ်။ ငါဆင်းသက်ခဲ့တဲ့နေရာပန်းခင်းတစ်ခုပဲကန့်သက်ချက်ကိုငါအစာပြုတ်လိုက်တယ်ဆိုပေမဲ့တမုတ်တရားထဲကိုရောက်မှာမဟုတ်ဘူးဝင်လီရဲ့မျက်လုံးတွေကလှိုင်းလုံးတွေလိုမြင်မြန်ဆန်ယူလီယာနေတာကိုကြည့်ရင်တောက်ပသွားပါတယ်မျက်တောင်တစ်ခက်အတွင်းမှာပဲသူကရှေ့ကိုရောက်လာပြီးအပေါ်ပြင်းထက်စွာနဲ့ရိုက်ခတ်လာပါတယ်ကောင်းကင်မြုံငယ်ရေကန်ရဲ့ပြုတ်ကွဲမှုကနေထွက်လာတဲ့တုန်ခေါမှုကငါရဲ့ခန္ဓာကိုယ်ထိခိုက်စေပြီးငါရဲ့မူလဝိညာဉ်အောင်တော့တလုံးစီတယ်အခုငါအမျက်ဆုံးပြန်ပြီးတော့ကောင်းမွန်အောင်လုပ်ရမယ်ဒီထူးဆန်းတဲ့ပင်လယ်ကငါရဲ့ကန့်သက်ချက်အစိတ်ပိုင်းကြောင့်ဖြစ်တာကြောင့်နောက်ဆက်အတွေ့အကြုံအဆုံးမရှိရမယ် လိုင်းလျာနီကက်လာတဲ့အခါတိတ်တဲတဲ့ရင်ငွေးတွေဟာထိုနေရာတဝိုက်ကိုပြင်းထန်သွားပါတယ်ဝေးရနေကြည့်မဲ့ဆိုရင်လိုင်းလုံးကောင်ဖျက်စီးခင်မှာလိုင်းရှိကမြို့ခိုးတွေဟာရှိနေတယ်လို့ပါပဲလိုင်းရဟန်းရောက်လိုက်ပြီးနီကက်လာနဲ့အမျှပို့ပြီးတော့မြင်မာလာပါတယ်လိုင်းလုံးတွေဟာလေထဲမှာပို့ပြီးတော့မြင်မာလာပြီးဝန်လင်းပို့ရစစွန်နဲ့ရိုက်ခတ်လာပါတယ်ထိုအချိန်မှာဝန်လင်းရဲ့မျက်လုံးတွေဟာတောက်ပတ်သွားပြီးချစ်တလန်ရဲ့ရုတ်တရက်ရေထဲကိုနိမ့်မြုပ်သွားပါတယ်သူကလေးလက်နဲ့တထုတစ်ခုလိုအမြန်ဆန်နဲ့နိမ့်မြုပ်သွားပါတယ်သူ့ရဲ့ခန္ဓာကပြောက်ကွက်သွားတဲ့အချိန်မှာလိုင်းလုံးကသမုတ်တရမျက်နှာပြင်ကိုရိုက်ခတ်မိသွားပါတယ်မမြင်ရတဲ့တုန်ခါမှုတစ်ခုကပင်လယ်တစ်ခွင်ကိုဖျက်ပြီးတော့ပြန့်နှံ့သွားပါ ါတယ်ထို့ကြောင့်လှိုင်းလုံးနေရာပုံမူပြီးတော့ပေါ်လာပါတယ်လှိုင်းနေရာဖြစ်တန်းသွားပါတယ်ဝယ်လင်းရဲ့ခန္ဓာကိုယ်ကဆက်လက်နှမြုပ်နေပြီးလှိုင်းလုံးတွေကြောင့်ဖြစ်တဲ့တုန်ခါမှုကိုရှောင်ရှားလိုက်ရပါတယ်မျက်နှာပြင်ပေါ်ကပြင်းထန်တဲ့လှိုင်းလုံးတွေကိုလွတ်လွတ်ရှုပြီးပင်လယ်ပြင်ရဲ့အောက်ခြေကိုဥတီသွားပါတယ်ရှေ့ကိုရွေလျားရင်သူ့ရဲ့မျက်ခုံးနေရာတွန့်လာပါတယ်ဒါကအစ်စ်မှန်သမုတ်တရားမဟုတ်ဘူးလမ်းတစ်လျှောက်မှာငါတတော်တခေါင်းတော့မတွေ့ခဲ့ဘူးဒါအပြင်ပို့ပြီးတော့အရေးကြီးတာဝယ်လင်းရဲ့ခန္ဓာကိုယ်ကရပ်တန့်သွားပါတယ်ပြီးတော့သူ့ရဲ့ညာလက်ကလက်တစေးတစ်ခုကိုဖွဲ့ပြီးညှို့ပြလိုက်ပါတယ်ဝေကီယာတစ်ခုကလည်းချက်ချင်းပဲပေါ်လာပါတယ်အစားတော့အရင်မကြည့်ပါဘူးဒိုးရရင်မကြခင်မ ှာပဲပြန့်နှံ့သွားပါတယ်မြေတောင်တစ်ခက်အတွင်းမှာပဲအကျယ်ပေတရာရှိပြီးရေဦးတွန်းထုတ်လိုက်ပါတယ်ဝေးရကနေကြည့်မဲ့ဆိုရင်ကြီးမားတဲ့ဘူပေါင်းတစ်ခုလိုပါပဲဝလင်းကဘူပေါင်းထဲမှာရှိနေပြီးသူ့ရဲ့ညာလက်ကိုရှေ့ကိုဆန်းထုတ်လိုက်ပါတယ်လက်တီးဆုပ်ရရှိတဲ့ရေအစုဝေးလေးတစ်ခုကဘူပေါင်းထဲကိုဝင်လာပါတယ်ရေရောက်ဝင်လာတဲ့အခါဘူပေါင်းကတလုတ်သွားပြီးဝလင်းရဲ့ညာလက်ထဲမှာကြောက်လာပါတယ်ပင်လေရေအစုဝေးလေးကိုကင်တိုင်းရင်ဝလင်းကသူ့ရဲ့နှကောင်းကိုကတ်ပြီးတော့ရှူကြည့်လိုက်ပါတယ်သူ့ရဲ့မျက်လုံးတွေကခဏတာတောက်ပသွားပါတယ်ငါထင်တဲ့အတိုင်းပဲဒီပင်လေရေကပင်လေရင်နဲ့မဟုတ်ဘူးဝလင်းကပင်လေရေကိုသူ့ရဲ့ပါးစပ်နာကိုကတ်ပြီးတော့ရက်ကြည့်လိုက်ပါတယ် ဒါပင်လယ်ရေမဟုတ်ဘူးညာလက်ကိုရက်စစွာနဲ့ညှက်လိုက်ပါလေပြီးတော့ပင်လယ်ရေစုဝေးလေးကချက်ချင်းပဲပြုတ်ကွဲသွားပါလေဝယ်လင်ကခေါင်းမော့ပြီးတော့စဉ်းစားလိုက်ပါလေသူ့ရဲ့မျက်လုံးလေးမှာကောက်ချက်ချတဲ့အရေးအောင်နေရာရှိနေပါလေဒါနှင်းဆက်ရေပဲငါချင်းချင်မှုအစောပိုင်းကာလတွေတုန်းကကောင်းရင်စမ်းချင်ပလေးစေးကနေထွက်လာတဲ့နှင်းဆက်ရေတွေအပေါ်မိခိုနေရတာကြောင့်ငါအရင်ကိုရှင်းနေတယ်ဒါသမုတ်တရားမဟုတ်ဘူးပန်းပွင့်ဖွက်ဒါမဟုတ်မျက်ပင်အစုံပေါ်ကနှင်းဆက်တစ်စက်ပဲ ဝင်လေးရဲ့မျက်လုံးတွေကပုံဝင်ချင်းကို unreaching နဲ့ကြည့်ရင်ညံလေးရသွားပါတယ်တကယ်ကိုမှပင်ထန်တဲ့ကန့်သက်ချက်ပဲလူတယောက်ကနှင်းဆက်တစ်ဆက်ထရာကဘာတစ်ခုထဲမှာထုံထုံထားတယ်ထိုသမုတ်တရားကိုထိုးထင်းသိမြင်ပြီးရင်တော့ဝင်လင်းကစေရေးလက်ရည်မဖြစ်ပဲသူ့ရဲ့မျက်နှာကပိုပြီးတော့တိကျလာပါတယ်ကန့်သက်ချက်တရားထုံထုံခြင်းနဲ့တိုက်ခိုက်ခြင်းကိုအာယုံဆိုင်တယ်ထုံထုံခြင်းတစ်ခုထဲကိုပါအာယုံဆိုင်တာအရန်ဝင်နေတယ်ဒါကကုန်းရဲ့အကြေရဲ့ကို တတူးမျိုးနဲ့ဆိုရဲတန်းစင်ပိုးပြီးထရီယုံကပြောခဲ့တာတွေရနေဆိုရင်ချင်းလင်ကရက်စတဲ့လူတယောက်ဒီမှာရှိတဲ့ကန့်သက်ချက်တွေဟာလူတယောက်ကိုချုံနှုတ်ထားဖို့ပဲဖြစ်နိုင်ဘူးဝန်လင်းကစဉ်းစားရင်တွန်တော်အေးကိုမကြည့်ပဲမနေနိုင်ပါဘူးသူမဝင်ခင်ချင်းလင်ရဲ့ကူပွားသူ့ရဲ့တွန်တော်အေးထဲကဝါယုံဖန်တလင်းကြောက်ထဲကိုဝင်သွားတော့သူကရှင်းလင်းလင်းမြင်ခဲ့ပါတယ်ထရီယုံရဲ့မျက်နှာအရာ သူပြောခဲ့တာတွေကမမှန်ဘူးလို့တော့မထင်ဘူးဒါပေမဲ့နှစ်တထောင်ကြင်ကြံပြီးရင်တော့လူတွေပြောတဲ့အပေါ်ရင်စကားနဲ့ငါလက်ခံမှာမဟုတ်ဘူးအနက်နဲ့အဖြူလိုပဲ တခုချင်းစီကိုကြည့်ရင်အရန်ဟိုမှာကွဲပြားတယ်ဒါပေမဲ့ဂျောနိုလိုက်ရင်မိကိုးရောင်ကပေါ်လာတယ်ဝလင်းအတွက်သူကိုယ်တိုင်မမြင်ရပါဘူးဒါမှမဟုတ်သူကိုယ်တိုင်မတွက်ဆမတွက်ထုံနိုင်ဘူးဆိုရင်သူများပြောတာကိုနားထောင်ကောင်းနားထောင်ပေမဲ့လုံးဝတော့ယုံကြည်မှာမဟုတ်ပါဘူးထိုရာနှစ်ထောင်လောက်ကျဉ်ညံပြီးတဲ့နောက်ရရှိခဲ့တဲ့အတွေ့အကြုံမှာသူကတမန်လူဘွားဒါမှမဟုတ်ဟန်ရံခိုင်းတော့စောင့်ဝင်တဲ့အချိန်မှာတော့ဆိုရင်တော့ယုံကြည်ခဲ့မှာပါမှန်တယ်မှားတယ်ဆိုတာအရေးမကြီးဘူးအ ਨੇ ဆုံးတော့ချင်းလင်ရဲ့ဇယက်ကိုငါးတိခဲ့ရတယ်ဒီမှာရှိတဲ့ကန့်သက်ချက်တွေကိုငါအသက်မသွင်းနိုင်ဘူး ဝန်လင်းရဲ့မျက်လုံးနေရာဘူပေါင်းလေးကိုဂျူးတဆိုင်နဲ့ထိန်းချုပ်ပြီးနောက်ထပ်ဆင်းသွားတဲ့အခါတောက်ပသွားပါတယ်အတော်ကြာပြီးရဲ့နောက်ပင်လယ်ကျမ်းပြင်ကိုရောက်သွားပါတယ်ပင်လယ်ကျမ်းပြင်ဟာမိကုံးအောင်ဖြစ်ပြီးမှုံဝါခန်းစားချက်ကိုပေးဆွမ်းပါတယ်ဝန်လင်းကပင်လယ်ကျမ်းပြင်မှာထိုင်ပြီးမျက်လုံးများကိုမှိတ်ကကူးတားနေပါတယ်သူကကူးတားနေရင်ပဲသူ့ရဲ့ဝိညာဉ်အာယုံကိုတော့မပိတ်ထားပါဘူးဝိညာဉ်အာယုံကပုံဝင်ချင်းပေတရာအတွင်းကိုပြန့်နှံ့သွားပြီးပုံဝင်ချင်းဟာပြောင်းလဲမှုတွေကိုဂျူးတဆိုင်နဲ့စောက်ကြည့်နေပါတယ်အချိန်ကြီးရတဖြည်းဖြည်းနဲ့ကိုဆုံးသွားပါတယ်မြေတောင်တစ်ခတ်အတွင်းမှာပဲခုနှစ်ရက်ကကိုလွန်သွားပါတယ်ရှေးရမြောင်နေ့မှာဝန်လင်းကမျက်လုံးလေးကိုဖင်လိုက်ပါတယ်သူ့ရဲ့မျက်လုံးနေရာမီးတော့တစ်ချက် ချက်လက်သွားပါတယ်သူကခဏတာစဉ်းစားလိုက်ပါတယ်တိတ်ဆိတ်တဲ့ပင်လယ်ကျမ်းပြမှာဝလင်းကကောင်းကင်အကရေကူထဲမှာဖျက်ဖျက်ခဲ့တဲ့အရာအလုံးကိုပြန်အောင်မိလိုက်ပါတယ်ဥပမာပလင်းကပောက်ကိုချုပ်ဖျက်ခဲ့တဲ့မျောလင်းမထားတဲ့တောင်မန်နေငှဲရဲ့နှိုးထမှုလိုပဲဝလင်းရဲ့မျက်ညံရှီယုံနှဆိုးဘီလူရဲ့လက်ထဲမှာပေါ်လာတဲ့ဆာလေးပေါ်မှာတွေ့ကန်းနေပါတယ် အဲ့ဒါတောင်နှင်းမြေပကြီးရဲ့အထီးကျန်တဲခန္ဓာကမိโกပကြီးလုံးငါယူဆတယ်တောင်မန်နီငှက်ကမတင့်တော်တဲ့အချိန်မှာနိုးထလာတယ်တောင်မန်နီငှက်ရဲ့နိုးထမှုကနယ်မြေ69ခုလုံးကိုထိုးဖောက်ပြီးလူတိုင်းသိအောင်လုပ်မယ်လို့ငါမထင်တာဘူးဒါကြောင့်သူတို့အားလုံးကငါ့ကိုနှစ်ဖျားလေးပါခံရလူတယောက်လို့ထင်နေကြတယ်အဲ့ဒီအကြီးကဲဘွားရဲ့အချိန်မှာဘာတဲလုံးဆောင်မှငါမမြင်ရပေမဲ့ငါ့ကိုချိန်ရထားတဲ့အတချောင်းကရှိနေတယ်လို့ပဲလှပတဲ့တလက်ပိုင်းအမျိုးသမီးရလည်းရှိတယ် သူမကနိဗ္ဗာန်တန်ဆင်သူအဆင့်ပဲရှိသေးတယ်။ဒါပေမဲ့သူ့ရဲ့အကြည့်မှာကောင်းကောင်းကိုဖုံးကွယ်ထားတဲ့ငါ့ကိုရန်လိုတဲ့အရင်းအောင်ငါမြင်လိုက်ရတယ်။ဒါအပြင်အတောက်ပဆုံးကောင်းကင်အလင်းရောင်သူတော်စင်လို့တန်တရားရှိရတဲ့အမျိုးသမီးရလည်းအတူတူပဲ။ကောင်းကင်ဧကရုပ်ကူမှာသူကပို့ပြီးတော့ယူဆိုင်ရပါတော့မယ်။မဟုတ်ရင်တောင်မန်နီငတ်ရဲ့လိုထမှုကြောင့်အသက်ဆုံးရှုံးစေတဲ့ဘေးဒုက္ခကိုခံစားရနိုင်ပါတယ်။ဝယ်လင်းကတောင်မန်နီငတ်တတူကိုထိလိုက်ပါတယ်။သူ့ရဲ့မျက်နှာမှညှို့သွားပါတယ်။တာရှန်မှာဖြစ်ခဲ့တာတွေကိုပြန်အောင်မိပြီးတဲ့နောက်မှာဝယ်လင်းရဲ့မျက်နှာကနောက်တစ်ချိန်ပြောင်းလဲသွားပါတယ်။တာရှန် သူကအစားငားရဲ့ကောင်းကင်အဆောက်ပဲကန်ဆိုးတာဒါပေမဲ့တတူးမျိုးနဲ့ဆိုရဲတန်းစင်ဘိုးဘေးနဲ့တွေ့ဆုံတာသူ့တတော်ကန်ကောင်းတာပဲသူကအခုဗမာရှိလေဒါမဟုတ်ငါ့ကိုမမိတည်ရလားဆိုတာငါမသိဘူးဝလင်ကတပင်းကိုချလိုက်ပါတယ်တာရှန်အကြောင်းကိုတွေးပြီးရနောက်ချူယောင်ကပေးခဲ့တဲ့အစိမ်းရောက်အငွေ့အကြောင်းကိုတွေးမိသွားပါတယ်ဝလင်ကညာလက်ကိုမြှောက်လိုက်ပါတယ်ပြီးတော့အစိမ်းရောက်အငွေ့ရသူ့ရဲ့လက်ကနေထွက်လာပြီးအစိမ်းရောက်အငွေ့အစုဝေးရဖြစ်လာပါတယ်ထိုအစိမ်းရောက်အငွေ့အစုဝေးရညင်သက်မနေပဲအစမပြတ်ရွှေလျားနေပါတယ် ခနာဒစဉ်းစားပြီးရဲ့နောက်ဝလင်းကသူ့ရဲ့ဝင်းညအယောင်အစိပ်ပိုင်းတစ်ခုကိုခွဲထုတ်ပြီးအစိမ်းရောက်အငွေ့တွေကိုတက်တက်ဝင်သွားပါတယ်ဝလင်းရဲ့မျက်နှာကလည်းပြောင်းလဲသွားပြီးတဖြည်းဖြည်းနဲ့တွန်းဆုပ်လာပါတယ်အစိမ်းရောက်အငွေ့တွေကသူ့ကိုစိုက်ကြည့်နေတော့တခါတလေသူ့ကိုအံ့ဩစေပါတယ်တခါတလေရှုပ်ထွေးစေပါတယ်အတော်ကြာပြီးရဲ့နောက်ဝလင်းကသူ့ရဲ့လက်ကိုညှစ်လိုက်ပါတယ်အစိမ်းရောက်အငွေ့အစုဝေးကလည်းပြက်ကွက်သွားပါတယ်မျိုးနဲ့တတူတတူမျိုးနဲ့စုကပဲလုံနိုင်တဲ့အရာကျွန်တော်တော့ခရိုဆာကီပါနောက်ဗီဒီယိုမှာပြန်တွေ့ကြတော့ပေါ့အဆုံးထိကျေးဇူးပဲတို့အားလုံးကျေးဇူးအထူးဝင်တည်ရှိပါတယ်